င်းတစ်ချိန်မှာစလပပနေခြင်းရင်အခုနေခြင်းတဲ့ပုံစံကိုပဲစတေးရမှာပဲဘဝမှာခက်ခဲခက်လွန်လို့စိတ်ပြတ်မိတာအကြောင်းတငယ်ချင်းတယောက်ကိုရှင်ဖွင့်မိတုန်းကသူပြန်ပြောတာလေးကိုသဘောကျမိရဲ့သူကမင်းမှာနေစရာရှိလားမေးတော့ရှိတယ် ငါအိမ်တော့မဟုတ်ဘူးငါမိဘအိမ်လို့ဖြေတယ်သူကမင်းမနေစရာရှိသေးတာပဲတဲ့နေစရာမိဘအိမ်တော့မရှိတော့တဲ့လူတွေအများကြီးပဲမင်းမစားဖို့ကောရှိလားမေးတော့အမေအိမ်ရှိတော့စားစရာတွေလည်းရှိတယ်လို့ဖြေတော့သူက တနေ့တနေ့မိသားစုဝိုင်းဝိုင်းလင်းလင်းစားဖို့တောင်အနိုင်နိုင်ရုန်းကန်နေကြရတဲ့မိသားစုရဲ့အများကြီးရှိတဲ့မင်းမခွေးဖော့ကရှိတာလို့ဆက်ပြီးတော့မေးတော့ရှိတယ်ဟောင်းနေပေမဲ့လူလူတူဝေဖို့တော့ရှိပါသေးတယ်ဖြေတော့အရန်အေးတဲ့ဒေတာမှာတော့ဝိစီယာမရှိတော့ အေးရန်ကိုအန်ချိတ်ပြီးခံနေရတဲ့လူတွေအများကြီးတဲ့ပဲတဲ့ပြီးတော့ဆက်ပြောတယ်မင်းကသာ မင်းဘဝကို စိတ်ပြက်ပြီးအလိုမကျဖြစ်နေတာဒီကဘာမှာမင်းအခုရနေတဲ့ခံစားခွင့်လေးကို ရချင်နေတဲ့လူတွေအများကြီးပဲတဲ့မင်းအခုစိတ်ပြက်နေတဲ့မင်းဘဝကတချို့လူတွေရဲ့ ိမ်ဖန်ဖြစ်နေတတ်တယ်ဆိုတာကိုမမေ့ပါနဲ့အပေါ်ကိုမော့ကြည့်တာများသွားရင်မင်းဘဝကဘယ်တော့မှငုံကြည့်ပြီးသာနာတနာတက်ရင်နေအခုနေတဲ့ဘဝကိုမင်းပို့ပြီးတော့ကျင်နဲ့ပြောင်းရွှင်လာနိုင်မယ်စိတ်သက်ချနေတဲ့အချိန်အဲ့လိုပဲတကယ်တမ်းမှုရှိရဲ့စကားချလိုက်ရတော့ တတော်လေးကိုအားပြီးပြေခဲ့ရပါသူစီကအဲ့ဒီစကားတွေကိုကြားပြီးရဲ့နောက်ပိုင်းဘဝကဘလောက်ပဲခက်ခဲခက်ခဲကျွန်တော်ဘယ်တော့မှမချင်းချူဖြစ်တော့ဘူးတခုခုဆိုးွားတာကြုံရင်တော့ငါထက်ခက်ခဲနေတဲ့သူတွေတော့ဒါပဲကြော်ဖြတ်နေကြတာပါပဲငါလည်းကြော်ဖြတ်နိုင်မှာပဲလို့တွေးတက်သွားရင် ျွန်တော်ခံစားခဲ့ဘူးတလို့ကိုဘွားကိုစိတ်ပြက်ပြီးအလိုပကြအားမလို့အားမရဖြစ်နေတဲ့သူတွေရှိနေနိုင်လို့ပါဒီဗီဒီယိုလေးကိုအပောင်းနေတာပါအကျိုးရှိရယ်ဆိုတော့ share တော့ပါ